ကျမ်းမာတော်မူကြပါစခင်ဗျာယခုအချိန်မှာစတင်ပြီဒီကနေ့မေလ19ရက်နေ့ညပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမှာဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ breaking news မက်ဆီမာစစ်ရှုံးကောင်စီလီတက်က jet fighter နှစီးနဲ့ cluster ဘုံးတွေကျဲချတိုက်ခိုက်စစ်ကောင်စီရဲ့ကားမရ319တဲကိုကြောက်ရောက်ပေါက်ကွဲပြီးအကြမ်းဖက်စစ်သားတွေနဲ့တပ်မိသားစုဝင်တွေတိုက်စုံးမှုအလွန်များကြောင့်တင်ဆက်ပေးပါမယ်ခင်ဗျာ မေလ19ရက်နေ့ဒီကနေ့မနက်12:38မိနစ်နဲ့39မိနစ်အချိန်တွင်မှာကချင်ပြည်နယ်မန်စီမြို့ကိုစစ်ရှုံးကောင်စီရဲ့အကြမ်းဖက်လေတပ်ကတတအုပ်လေတပ်မှတက်လာတဲ့ Jet Fighter နှစီးနဲ့ Cluster ဘုံးတွေကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါ Jet Fighter နှစီးနဲ့ဘုံးကျဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း Cluster ဘုံးတွေအားလုံးဟာစစ်ရှုံးကောင်စီရဲ့ခမာရ319တရင်ဌာနချုပ်ထဲကိုကြာရောက်ပေါက်ကွဲခဲ့ပြီးအကြမ်းဖက်ချင်းကြားစစ်သားတွေနဲ့စစ်တပ်မိသားစုဝင်တွေအများအပြားတိုက်ဆုံနိုင်ကြောင်း ကချင်ရှည်တန်းတရင်အရင်မြစ်ကတရင်ပေးပို့လာပါတယ်ခင်ဗျာထပ်မံသိရှိရတဲ့တရင်ကတော့တမူးခရိုင်ပကဖရဲဘော်၁၀ဦးကိုအိန္ဒိယစစ်တပ်ကတပ်ဖြတ်ခဲ့တဲ့အပေါ်အမှုမှန်ပေါ်ရန်ကြိုးပမ်းနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာအိန္ဒိယမြန်မာနယ်စပ်မှာတမူးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖရဲဘော်၁၀ယောက်ကိုအိန္ဒိယစစ်တပ်လက်အောက်ခံအာတန်ရိုင်ဖယ်တပ်ဖွဲ့ကတပ်ဖြတ်ခဲ့တာနဲ့ပတ်သက်လို့အမှုမှန်ပေါ်ပေါက်ဖို့ကြိုးစားနေတယ်လို့တာဝန်ရှိသူတွေကပြောပါတယ်မေလ၁၄ရက်နေ့မနက်ပိုင်းမှာတမူးမြို့နယ်အာရှလမ်းမကြီးပေါ်က ံမာကြီးကြေးရွာနဲ့ထင်းစဉ်ကြေးရွာအကြားမှာနေဆက်စစ်ဆေးရေးအတွက်မြန်မာဘက်ချမ်းမှကင်းဆောင်နေတဲ့ PDF ရဲဘော်တွေကိုအာတန်ရိုင်ဖယ်တပ်ကဝန်ရောက်ဖမ်းဆီးခဲ့တယ်လို့သိရှိရပါတယ်တောင်ဝင်ရှိသူတွေကတွားရောက်မင်းမြန်းတဲ့အခါ PDF တွေကအိန္ဒိယနယ်ထဲကျူးကျော်လာတဲ့အတွက်၃နိုင်ကြာတိုက်ပွဲဖြစ်ပြီးနောက်တေဆုံးခဲ့တာလို့အာတန်ရိုင်ဖယ်တပ်ဖွဲ့ကပြန်လည်ပြောဆိုခဲ့တယ်လို့သိရှိရပါတယ်။တမူဒေတာခန်ကနေဆက်ချန်စီယုံနဲ့ပတ်သက်ပြီးတော့တမူအထက်ပိုင်းတွေမှာကန့်ကွက်ထားတာတွေရှိတယ်။သူတို့ဘက်ကကျူးကျော်လာလို့ပေါ့နော်။ PDF ကကန့်ကွက်ထားတဲ့အခါကြတော့နောင်ကိုမကန့်ကွက်ရဲအောင်ချင်းချောက်လိုက်တာလားလို့ယူဆရတာပေါ့နော်အလောင်းတွေက14ရက်မှာတာဝန်ရှိသူတွေကတွားပြီးတော့အဲ့ဒီကမေဂျာစီမှာတွားပြီးတောင်းကြတယ်တောင်းတဲ့အခါမှာရဲဘော်တွေကိုတိုက်ပွဲဖြစ်လို့တည်သွားပြီလို့ပြောတယ်အဲ့ဒါဆိုအလောင်းပေးပါလို့ပြောတော့အလောင်းကပေးမယ်လို့ပြောပြီး14ရက်နေ့ကတောင်းထားတဲ့အလောင်းက16ရက်နေ့မှာပဲပြန်ပေးပါတယ်16ရက်နေ့မှာလည်းအလောင်းတွေကပုတ်ပွားပြီးတော့ရုပ်ဖတ်လို့မရတဲ့အခြေအနေမျိုးထိရှိနေတယ်လို့ပြောပါတယ်မေလ16ရက်မနက်10:00နာရီမှာ အာတန်ရိုင်ဖယ်စစ်တပ်ကတမုခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်တွေရဲ့အလောင်းကိုမြန်မာနိုင်ငံအတွင်းကတုတ်တန်တစ်ခုကိုပို့ဆောင်ခဲ့တယ်လို့သိရှိရပါတယ်။နဖာစလုံးကဖြစ်စဉ်ကိုဖုံးကွယ်နေစေဖြစ်လို့ဖြစ်စဉ်အမှန်ကိုသိရှိရဖို့အတွက်စုံစမ်းနေစေဖြစ်တယ်လို့ India for Myanmar တာဝန်ရှိသူကပြောပါတယ်။အင်မတန်အဖြစ်ဆိုးတဲ့ဖြစ်စဉ်လို့မြင်တယ်ပေါ့နော်။ပါကာဖရီကလည်းလက်နက်ကင်တယ်ဆိုပေမဲ့ India စစ်တပ်ကတော့လုံးဝတုံ့ပြန်မှုမရှိဘဲအသာတကြီးအဖမ်းခံပြီးတဲ့နောက်ပိုင်းမှာ တက်ဖြတ်ခံရတာမျိုးကဖြစ်စဉ်အမှန်ဆိုရင်တော့အိန္ဒိယအနေနဲ့လုံးဝတာဝန်ယူမှုတာဝန်ခံမှုကြီးတဲ့အပြင်အကောင်းဆုံးမဖြစ်ရှင်းနိုင်ဘူးဆိုရင်နိုင်ငံတကာမျက်နှာစာမှာအိန္ဒိယစစ်တပ်ရဲ့ဂုံတရင်လဲများစွာထိခိုက်လာနိုင်တယ်လို့မျက်နှာပေါ်နော်လို့ဆိုပါတယ်မြန်မာနိုင်ငံကပြည်သူတွေဟာနိုင်ငံအတွင်းမှာအာဏာသိမ်းစစ်ကောင်စီရဲ့မတရားမှုကိုခံစားနေရပြီးအိန္ဒိယနိုင်ငံတွေကပါမဆာမနာလောက်တာတွေကြုံနေရတယ်လို့ India for မြန်မာကပြောပါတယ် အခုဖြစ်စင်ဟာနိုင်ငံအစိုးရချင်းပြောရမယ့်ကိစ္စဖြစ်တဲ့အတွက်အမှုမှန်ပေါ်ပေါက်ဖို့တမူးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က NUG အစိုးရစီကိုတင်ပြထားတယ်လို့သိရှိရပါတယ်။ NUG အစိုးရပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကကျွန်တော်တို့အိန္ဒိယနဲ့တော့ချိတ်ဆက်ဆောင်ရွက်နေတာတွေရှိပါတယ်။လောလောဆယ်တော့သတင်းထုတ်ပြန်လို့မရသေးဘူး။ဖြစ်စင်ကတော့မှန်တယ်ဆိုတာအတည်ပြုလို့ရတယ်။ဆောင်ရွက်မှုကိုတော့ပြီးမှပဲသတင်းထုတ်ပြန်လို့ရတဲ့အချိန်ထုတ်ပြန်ပါမယ်ဗျာလို့ပြန်ပြေပါတယ်။နေဆက်ကကာကွယ်ရေးရဲဘော်တွေနဲ့ နေဆက်နဲ့နီးနေအောင်မနေပဲတတိရှိရှိနေထိုင်ကြဖို့တမူးခရင်ပကဖကတိုက်တွန်းထားပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့နောက်ဆုံးရသတင်းကတော့ကြောက်ဖြူအခြေဆိုင်တရင်များမှာငကနာပွဲပြုလုပ်ပြီးအေးအေးကြာရှုံးပါစေရွတ်ဆူခိုင်းကရတရချီကြောင်တင်ဆက်ပေးပါမယ်ခင်ဗျာရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာရှိတဲ့စစ်ကောင်စီအခြေဆိုင်တရင်များမှာကြောက်ဖြူမြို့နယ်မှာနမေကြီးနဲ့များကိုပင့်ဖိတ်၍ငကနာပွဲပြုလုပ်ပြီးအေးအေးကြာရှုံးပါစေရွတ်ဆူခိုင်းကရတရချီမှုပြုလုပ်ခဲ့ကြောင်တင်ရရှိပါတယ် စစ်တပ်မိသားစုများနဲ့ရင်းနှီးတဲ့ကြောက်ဖြူဒေတာခန့်တအူကဒီလ15ရက်နေ့မနက်ပိုင်းမှာကြောက်ဖြူမျိုးနဲ့အတွင်းကရှိသမျှနှက်တွေပေါ့နော်ကျွန်းရှင်မျိုးရှင်ကအစနာမည်ကြီးနှက်တွေကိုပင့်ဖိတ်ပြီးနကနာပွဲလုပ်တယ်အေးအေးကိုကြာရှုံးပါစေဆိုပြီးတမ်းမြိုင်ဆူချရရတယ်လို့သိရတယ်ကြောက်ဖြူကနှက်တွေကိုတိုင်တယ်ပြီးသူတို့ကိုကာကွယ်ပေးပါဆောင်းလျှောက်ပေးပါဆူတောင်းကြပါတယ်လို့ပြောပါတယ်၎င်းကျေရရချင်းမှုအလို့ကိုကြောက်ဖြူမျိုးနဲ့တစ်ပုတ်တောင်အခြေဆိုင်ဓညဝရီရေတပ်ဌာနချုပ်မှအကြီးအကဲရဲ့ညွန်ကြားမှုဖြင့်လုပ်တယ်လို့သိရှိရပါတယ်။ပင့်ဖိတ်တဲ့နတ်များတဲ့မှာ ငစရိုင်းကမ်းမနမေကြီးကြောက်တောင်အဖိုးရှင်အဖိုးကြီးကြောက်ဖြူအရှင်မနတ်ကြောက်အရှင်မနောင်တော်ကြီးနောင်တော်ချီမြို့ကျောင်းကျွန်းအရှင်စသည်တို့ပါဝင်တယ်လို့ဆိုပါတယ်မနက်ပိုင်းမှာတရင်တွေမှာနတ်ပွဲတင်နေနတ်တွေကိုဖိတ်ပြီးငကနာပွဲပြုလုပ်တယ်ည7:00နာရီ7:00နာရီလောက်မှာအေးအေးကြရှုံးပါစေမြမတက်မတော်အောင်ပါစေဆိုပြီးဗျိုင်းတူဆိုကြရတယ်။ဤမှရတရားချေပြီးတဲ့ပစ္စည်းတွေကိုမြေမြုပ်တာတို့ဆွန့်ပစ်တာတို့လောက်ရတယ်လို့ပြောပါတယ်လို့ပြောပါတယ်။ကြောက်ဖြူမြို့နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲမှာပြင်းထန်နေပြီးစစ်ကောင်စီဘက်မှအကြအဆုံနဲ့ထွက်ပြေးမှုများပြားနေတဲ့အတွက်ယခုလိုနကနာပွဲလုပ်ကရရရာချေချင်းဖြစ်တယ်လို့ဆိုပါတယ်စစ်ကောင်စီဟာကြောက်ဖြူမှာဖြစ်ပွားနေတဲ့တိုက်ပွဲများအတွင်လက်နက်အသစ်လူအင်အားအသစ်များနဲ့အတူဒရုန်းများစစ်တပ်လေကြီးများနဲ့အင်အားများဖြင့်တိုက်ခိုက်နေပေမဲ့အရခတ်တပ်တော် AA ကိုမရှင်နိုင်ပဲအကြအဆုံနဲ့ထွက်ပြေးမှုများပြားနေကြောင်းမြေပြင်ဒေသခံများရဲ့ပြောကြားချက်အရသိရှိရပါတယ်ခင်ဗျာနောက်ထပ်လဲ မအားလာတာပြုံစားကြီးရှော့သွားရင်ဘသူနေရာဆက်ခံမဲဆိုတာနဲ့ပတ်သက်ပြီးပြည်သူအတန်များမှာလဲဒူးကျုပ်စိုးဝင်းဤအပိုင်းအစများမအားလာတယောက်အကြောင်းအမျိုးမျိုးနဲ့ရောယူဝတ်ကိုအော်တိုမက်တစ်ရောက်ခဲ့သည်ရှိတော့ကိုကွင်းကမိုးမလင်းခင်နေရာရရှိသွားမှာဖြစ်ပါတယ်တက်တွင်မှာလဲဒူဘပကြီးကကင်တွေတာ ပြတ်သားတယ်နှိမ်နေတာကြမ်းတယ်စစ်တပ်ကိုရေးပေးတယ်စစ်သားကိုတံပိုးထားတယ်ဆိုပြီးကြိုတင်နေရာပေးနေကြတော့စိုးဝင်းဟာ DSC 22က စစ်တပ်မှာကောစစ်ကောင်စီမှာပါဒုတိယအကြီးဆုံးနဲ့တာဝန်အရှိဆုံးဖြစ်တယ်။ပြန်ဝဟောင်းရစ်ထွတ်ရေကျုပ်ဗိုလ်ချုပ်ကြီးသူရတ်သက်ဆွေရခိုင်ဝန်ကြီးချုပ်ဟောင်းဗိုလ်ချုပ်မမောင်အောင်ဒုဗိုလ်ချုပ်ကြီးရာပြည့်ပသိမ်တိုင်းမှုဟောင်းဒုဗိုလ်ချုပ်ကြီးလှမင်းပြည်ထရေးဝန်ကြီးအောင်ဒုဗိုလ်ချုပ်ကြီးကျော်ဆွေအလဲပိုင်းတိုင်းတိုင်းမှုဗိုလ်ချုပ်တင်ငွေဒရီဂန်တိုင်းမှုဗိုလ်ချုပ်ကျော်ဖြိုးအခုစက္ကဆာရဲ့နိုင်ငံသားရေးဒုဝန်ကြီးလုံနေတဲ့ဗိုလ်မှူးကြီးငိမ့်ကျော်မျိုးထွတ်ရဲမှုချုပ်သူရတ်စန်းလွင် ဦးလာမောင်ရွှေရဲ့အကိုဗိုလ်ချုပ်လှမြင့်ရွှေစတဲ့သူတွေနဲ့တပတ်စင်နဲ့ဖြစ်တယ်။စိုးဝင်းမိဘတွေကဦးချစ်စိန်နဲ့ဒေါ်ကျင်ထွေးဖြစ်ပြီးတော့စိုးဝင်းမယားတန်တန်းတွေမိဘတွေကတော့ဦးဖေကြီးနဲ့ဒေါ်မမတို့ဖြစ်ကြတယ်။တန်တန်းတွေတို့ကမန္တလေးကတရုတ်တွေဖြစ်ကြတယ်။မွေးချင်း9ယောက်မှ9ယောက်မြောက်ဖြစ်တယ်။တန်တန်းတွေရဲ့အမဒေါ်အေးအေးကနမခတူတိုင်းမှုလုပ်သွားတဲ့ဗိုလ်မှူးချုပ်တင်မောင်အောင်ငင်းရဲ့မယားဖြစ်တယ်။တင်မောင်အောင်ဆိုလို့ တင်မောင်အောင်ဟာ SPDC လက်ထက်မှာအနောက်နိုင်ငံတွေရဲ့ blacklist အသွင်းခံခဲ့ရသူတယောက်ဖြစ်ပြီးတော့သူတက်ကနေအငိမ့်စားယူပြီးတဲ့အခါမှာလဲမန္တလေးက Great Wall International ကုမ္ပဏီမှာအကြံပေးတဲ့စီမံကိန်း Director အဖြစ်လုပ်ကိုင်ခဲ့တဲ့သူဖြစ်တယ်။ Great Wall ဆိုတာမူရစ်ဆေးဝါးကိစ္စနဲ့အလွန်နာမည်ကြီးခဲ့ပြက်ခဲ့တဲ့ကုမ္ပဏီတစ်ခုပါ။တန်းတန်းတွေကစိုးဝင်းအရင်ယောက်ျားရှိခဲ့ပြီးတော့ဟန်ထူးနဲ့လင်းထူးဆိုတဲ့တားနှစ်ယောက်လည်းရှိတယ်။စိုးဝင်းကြောင့်တားနှစ်ယောက်နဲ့မထင်မရှားတစ်ခုလက်တန်းတန်းတွေဟာ ြန်မာပြည်ဒုတိယအာဏာရှင်ရဲ့ကတော်ဖြစ်လာခဲ့ရတယ်ဆိုပါစို့။စိုးဝင်ဟာအမြုံဖြစ်တယ်။ဒါကြောင့်သူတို့မှာအရင်ယောက်ျားနဲ့ရတဲ့ဟန်ထူးလင်းထူးအပြင်ကလေးမရှိကြပါဘူး။စိုးဝင်ဟာပထွေးပေမဲ့ဟန်ထူးနဲ့လင်းထူးတို့ကိုမြန်မာပြည်ရဲ့တတိကြီးတွေဖြစ်လာအောင်တော့လုပ်ပေးနိုင်ခဲ့တယ်။စစ်တပ်ထဲမှာပြောနေကြတာကစိုးဝင်ဟာအလွန်ရိုးဖြောင့်သူစီးစနစ်ကြီးသူစစ်သားစစ်စစ်ကြီးပေါ့။တကယ်တမ်းကအထက်ကစပြီးအကျင့်ပြချာစားနေတဲ့မြန်မာစစ်တပ်ကြီးတဲ့ ဒီနေရာရောက်လာတာနဲ့တင်အရေးအချင်းကြောင့်မဟုတ်ဘူးဆိုတာသိနိုင်ပါတယ်။စိုးဝင်းနဲ့ပတ်သက်ပြီးပြန်ဝင်ဟောင်းရဲထုတ်ပြောခဲ့ဘူးလားကတရင်တက်ဖွဲ့များမှာတာဝန်ထမ်းဆောင်ချိန်မှာစီရေးထူးချွတ်မှုကြောင့်တိုင်းမှုတက်မမှုများရဲ့ချီးကျူးဂုဏ်ပြုခြင်းခံခဲ့ရတဲ့အစည်းအမြင်ယာရုတွေထမ်းဆောင်ချိန်မှာလည်းစီရေးလူမှုရေးစီးပွားရေးအရနာမည်ပြတ်မရှိခဲ့ဘူးတဲ့။တက်မတော်မှာမြောက်ပိုင်းတိုင်းကံရလို့မြစ်ကြီးနားမှာနေရရင် တဲ့အရာရှိတွေဟာအကျိုးစီးပွားဖြစ်ထွန်းကြပေမဲ့သူကတော့နာမည်ပြတ်မရှိဘူးလို့တက်မတော်မှာတိုင်းမှုအစင်းထိတာဝန်ထမ်းဆောင်ခဲ့သူတက်မတော်အရာရှိတဦးကလည်းဆိုဘူးပါသေးတယ်။ဒါပေမဲ့စိုးဝင်းမိသားစုကိုအလွန်ချမ်းသာသွားစေခဲ့တာကမပကတိုင်းမှုဖြစ်ချိန်ကစလို့ကချင်ပြည်နယ်ကကြောက်မြက်လုပ်ငန်းတွေနဲ့တက်တူတွင်းတွေပဲဖြစ်ပါတယ်။ဒီလုပ်ငန်းလုပ်ပိုင်ခွင့်ပါမစ်တွေကိုခွင့်ပြုမိန်ပေးရုံနဲ့ကော်မရှင်စာရုံနဲ့စိုးဝင်းတို့မိသားစုကြွယ်ဝမှုဟာအစမတန်ဖြစ်လာခဲ့တယ်။ဒါပေမဲ့မန္တလေးတရုတ်တွေထုံးစံအတိုင်း အနေအထိုင်တိုသိတဲ့အတွက်ဒီကောင်တွေအဂတိလိုက်စားအခွင့်အရေးတွေယူကိုကျိုးဖြစ်ထွန်းနေကြတာကိုအပြင်းလူမပြောနဲ့စစ်တပ်ထဲကတော့တိမ်မတိကြတာမို့စစ်သားစစ်စစ်ကြီးဇာရိတာအင်မတန်ကောင်းတယ်လို့ဆိုကြတာဖြစ်ပါလိမ့်မယ်မရဘာသားကြီးဟန်ထူးကနန္ဒာဝင်းနဲ့ရတယ်သူတို့ကလေးတွေကိုတော့အေယာဝတီကျောင်းမှာထားတယ်သားကြီးလင်မယားကမန္တလေးနဲ့မေမြို့မှာမြေကွက်တွေအများကြီးပိုင်နေနန္ဒာဝင်းမှာကသူစာဝင်းဆိုတဲ့အမညမတယောက်ရှိသေးတယ် ဟန်တူတို့လင်မယားကအတိအကကြောက်မြတ်တဲ့တပ်တူတွင်လုပ်ငန်းတွေလုပ်ကင်ကြသလိုပွဲစားလဲလုပ်ကြတယ်။စိုးဝင်းပါဝါကိုတုံးပြီးရတဲ့အခွင့်အရေးတွေကနေပါမစ်တွေရောင်းစားတာမျိုးလဲသူတို့လုပ်ကြတယ်။စိမ့်စိမ့်တောက်ကြောက်မြတ်ကုမ္ပဏီ၊ထူးမြတ်ကုန်းကြောက်မြတ်တူဖော်ရေး၊ထူးမြတ်စိမ့်မီသားစုကြောက်မြတ်ကုမ္ပဏီ၊စိမ့်စင်မင်းကြောက်မြတ်ကုမ္ပဏီ၊အောင်ပွဲဝင်တပ်တူတူဖော်ရေးစတာတွေဟာဟန်တူအတိအကလုပ်ကင်နေတဲ့လုပ်ငန်းတွေဖြစ်တယ်။တားငယ်လင်းထူးကခွဲစိတ်ထူးကုဆရာဝန်ကြီးဒေါက်တာတန်းဆွေခပီတာတန်းဆွေနဲ့ဒေါ်နန်းနွယ်တို့ရဲ့တမိငယ် နန်းသင်းစုငိမ့်တက်တက်နဲ့ညားတယ်ပီတာတန်းဆွေတို့မိသားစုကလည်းအကွက်မြင်နေပြောရမယ်နန်းသင်းစုငိမ့်ရဲ့အမဆရာဝန်ဒေါက်တာနန်းဤကေခိုင်တုံးကလည်းမန္တလေးတိုင်းမှုလုပ်ခဲ့တဲ့ဘူချုပ်ရဲမြင့်သားစေတမအောင်စောရဲမြင့်နဲ့ညားခဲ့သေးတာပဲနောက်တော့ क्वे တယ်ရဲမြင့်တို့ခစ်ကောင်းချင်းအောင်စောရဲမြင့်ရှန်းရှန်းတောက်စူတွန်းတောင်းချမ်းနေချိန်မှာလဲသူတို့ကောင်းစားခဲ့ကြတဲ့အပြင်အခုစိုးဝင်းနဲ့ပါခမီးကမတ်ဖြစ်လိုက်တော့ပြောစရာမရှိတော့ဘူးလင်းထူးတို့လင်မယားကစောက်လို့ရေးဘက်ကိုကင်တယ် မြန်မာလင်းလက်ယတနာအောင်စောက်လို့ရေးမြန်မာလင်းလက်ယတနာအောင် trading မြန်မာလင်းလက်ယတနာအောင်ကြောက်မြတ်တူဖို့ရေးမြန်မာလင်းလက်ယတနာအောင်တက်တူတူဖို့ရေး Golden HTT Company အောင်စီကျော်စီကုမ္ပဏီစတဲ့ကုမ္ပဏီတွေဟာလင်းတူတရဝင်းနာမည်ခံတဲ့လုပ်တဲ့ကုမ္ပဏီတွေဖြစ်တယ်သူတို့ကလေးနှစ်ယောက် Kristen နဲ့ Jessica ကမန္တလေး ILPC မှာတက်တယ်မိမျိုးကနွေဝရီဟိုတယ်အခုတော့တခြားနာမည်ပြောင်းထားတာ6လလောက်ရှိပါပြီအဲ့ဒီဟိုတယ်ကလည်းစိုးဝင်းမိသားစုပိုင်ဟိုတယ်ဖြစ်တယ် တန်းတန်းွယ်ရဲ့မောင်ရင်မျိုးညွတ်မိမိတက်လင်မယားကလက်ပတ်ပေးနေတယ်လို့ဆိုတယ်မျိုးညွတ်မိမမိမိတက်ကဝေစင်မိုးစားတုံးစီရောင်းဝယ်ရေးလုပ်ငန်းကိုလုပ်တယ်သူတို့တမီးနှစ်ယောက်ဖြစ်တဲ့ခင်စပယ်တက်နဲ့ချယ်ရီနင်းဦးခင်ကစင်ကာပူမှာနေပြီးစိုးဝင်းမိသားစုရဲ့အလုပ်တွေကိုလုပ်ပေးကြတယ်အဓိကကတော့သူတို့နာမည်ခံပြီးငွေခွာချတဲ့လုပ်ငန်းပေါ့စင်ကာပူအစိုးရနဲ့ဘဏ်တွေကနေဒီနှစ်ယောက်ရဲ့ငွေစည်းရမှတ်တမ်းတွေကိုစစ်ဆေးလိုက်ရင်ဒါတွေအကုန်ပေါ်လာနိုင်ပါတယ် မိမိတန့်ရဲ့အမဒေါ်လလဝင်းဆိုတာကပထမပုဂ္ဂလိကဘဏ်ရဲ့အဓိကရှယ်ယာရှင်အမှုဆောင်ဒါရိုက်တာတယောက်လို့ဆိုတယ်။ဒါရီကတော့စိုးဝင်းမိသားစုအကြောင်းတွေတည်ထားရတလို့ပါခင်ဗျာ။ဟုတ်ကဲ့ပါ။အခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လရင်သတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအ мян ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချိန်တိုအတွင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ။